မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့တည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒေါရပြထံတော်ပါမခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခန်းစားရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်ယေရှုတော်ကြောင့်ဒီမနက်မှာလဲကျွန်တော်နဲ့တို့နှုတ်ကပတ်တော်ဆင်ခြင်ဖို့ဗျာဒခင်ပြင်ဆင်ပေးထားတဲ့အတွက်ရှင်ပေတုဩဝါဒစာ ပထမဆောင်အခန်းကြီး3အပိုင်ငယ်18ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်ခရစ်တော်သည်ကိုးခန္ဓာအပြင် အသေးသက်ခြင်းကိုခံ၍ ဝိညာဉ်တော်အားဖြင့်အသက်ရှင်ခြင်းသို့ရောက်တော်မူသည်ဖြစ်၍ငါတို့ကိုဖျားသခင်ထံတော်သို့ပို့ဆောင်ခြင်းကဖြောင့်မတ်တော်မူသောသူသည် မဖြောင့်မတ်သောသူတို့အတွက်ဒုစရိုက် အပြစ်များကြောင့်တခါခံတော်မူ၏ဒီနှုတ်ကပတ်တော်ကိုကြည်တဲ့အခါမှာသခင်ယေရှုခရစ်တော်ရဲ့အသေးခံခြင်းနဲ့ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို တွေ့ရပါတယ်သခင်ယေရှုခရစ်တော်ဘာကြောင့်အသေးခံလဲ သူ့ရဲ့ရှင်ပြန်ထမြောက်ခြင်းအားဖြင့်ဘာအကျိုးကျေးဇူးရတယ်လဲဆိုတာကို ရှင်းလင်းစွာ တွေ့ရပါတယ်။လူဟာလောကမှာအသက်ရှင်တဲ့အခါမှာသေမျိုးဖြစ်တဲ့အတွက်ကြောင့်တနည်းကြရင်တော့သေရမှာဖြစ်ပါတယ်။သေခြင်းရဲ့အဓိပ္ပာယ်ကတော့လူဟာအပြစ်ရှိလို့ဆိုတဲ့အဓိပ္ပာယ်ပေါက်ပါတယ်။အပြစ်တရား၏အခါကသေခြင်းပေဒီလို့ပြောတဲ့အတွက်လူတိုင်းဟာအပြစ်ရှိတဲ့အတွက်သေခြင်းကိုကြုံတွေ့ရတာဖြစ်ပါတယ်။သို့တော်လည်း အပြစ်ကင်းသောယေရှုခရစ်တော်ကဘာကြောင့်အသက်ခံဖို့ရန် သူ့ကိုယ်သူခွင့်ပြုရသလဲအသေးသက်ခြင်းကိုဘာကြောင့်ခံရသလဲဆိုလို့ရှိရင်သူကအပြစ်ရှိလို့မဟုတ်ပါဘူးအပြစ်ရှိတဲ့ကျွန်တော်တို့လူသားတွေအတွက် ကိုးစားအသေးခံပေးခြင်းဖြစ်ပါတယ်ဒါပေမဲ့သူကတည်ခြင်းမှာလမ်းဆုံးသွားတာမဟုတ်ဘဲနဲ့ဝိညာဉ်တော်အားဖြင့်ပြန်လဲရှင်ပြန်ထမြောက်ခဲ့ပါတယ်ဒီလိုရှင်ပြန်ထမြောက်ခြင်းက ူသည်တေခြင်းကို အောင်မြင်တော်မူသောဖရာဖြစ်တယ်ဆိုတာကိုပြသဖို့ဖြစ်ပါတယ်။သူ့ရဲ့တေခြင်းကိုအောင်မြင်ခြင်းကသူ့ကိုယုံကြည်တဲ့သူတွေကိုလည်းဒီတေခြင်းကနေအောင်မြင်ခြင်းရနိုင်တယ်ဆိုတာကိုသက်သေထူတာဖြစ်ပါတယ်။ပြီးတော့အရေးကြီးတာကဖရာသခင်အထံတော်သို့ ပို့ဆောင်ပေးဖို့ရန်အတွက်ဖြစ်တယ်လို့ပြောပါတယ်။ကျွန်တော်တို့ဟာ အပြစ်ရှိတယ်အပြစ်သားတွေဖြစ်တယ်ဘုရားသခင်စီရောက်ဖို့ရန်အတွက်ဆိုရင် အပြစ်နဲ့တွားလို့မရပါဘူး။ဒါကြောင့်သခင်ယေရှုခရစ်တော်ကဖြောင့်မတ်တော်မူသောသူဖြစ်ပေမဲ့လည်းမဖြောင့်မတ်တဲ့ကျွန်တော်ရဲ့အပြစ်တွေအတွက်တခါခံပြီးမှကျွန်တော်တို့ကိုဖျားသခင်အထံတော်သို့ပို့ဆောင်တော်မူတယ်လို့ကျမ်းစာကရှင်းလင်းစွာ ဖော်ပြပါတယ်။ဒါကြောင့်ယေရှုခရစ်တော်ကခဏခဏအသေးခံစရာမလိုတော့ဘူး။ခဏခဏလာစရာမလိုတော့ဘူး။သူရဲ့တခါတဲ့အသေးခံပေးခြင်းအပြင် မဖြောင့်မတ်တဲ့ကျွန်တော်တို့တွေကိုဘုရားသခင်ထံပို့ဆောင်ပေးဖို့ရန်အတွက်လုံလောက်ပြီလို့ပြောလို့ရပါတယ်ချစ်တော်မိဘညီကိုမောင်တို့မတို့အပြစ်ရှိတဲ့လူသားတွေဟာဘုရားနဲ့ကင်းကွာနေတာဖြစ်ပါတယ်ဘုရားသခင်နဲ့အဆက်အသွယ်မရတဲ့ကျွန်တော်တို့တွေကဘလို့နီးနေမှကိုချင်းတရားအားဖြင့်ကိုကိုကို ကောင်းအောင်နေခြင်းအားဖြင့်ဘုရားနဲ့တွေ့ဖို့ဆိုတာမဖြစ်နိုင်ပါဘူးလူရောထဲမှာတော့လူကောင်းတယောက်တော့ဖြစ်နိုင်ပါတယ်သူရောကောင်းတော့ဖြစ်နိုင်ပါတယ် ဒါပေမဲ့ဖះရနဲ့တွေ့ဖို့ရန်အတွက်ကတော့နီလန်တစ်ခုတည်းပဲရှိပါတယ်အဲ့ဒါကတော့ယေရှုခရစ်တော်အားဖြင့်သာဖြစ်ပါတယ်ချစ်တော်မိဘညီကိုမောင်နှမတို့ယေရှုခရစ်တော်ကကျွန်တော်ရဲ့အပြစ်အတွက်လဝကတည်းမှာအသေးခံတယ်တကြိုပြီးမှစံစာလာတဲ့အတိုင်းသုံးရမြောက်သောနေ့မှာရှင်ပြန်ထမြောက်ပါတယ်ဒါကိုကျွန်တော်တို့ယုံကြည်မယ်ဆိုလို့ရှိရင်တော့ဘုရားသခင်အထံတော်သို့ရောက်နိုင်တဲ့လမ်းကိုတွေ့ပါပြီဘုရားသခင်က ဂတိတော်ထားတဲ့အတိုင်းသားတော်ကိုဆေလွတ်ပြီးတော့မှဂတိတော်ရှိသည့်အတိုင်းကျွန်တော်ရဲ့အပြစ်အတွက်အသေးခံစေတယ်ဆိုတာကိုတတ်သိပြုခဲ့ပြီးပြီဖြစ်ပါတယ်ယေရှုခရစ်တော်မကြွလာခင်ကတည်းကကကြွလာမယ့်အကြောင်းဘာလုပ်မယ်ဆိုတာကိုကြိုပြောခဲ့တယ်လို့ဖြစ်ခဲ့ပြီးပြီလည်းဖြစ်ပါတယ်ဒါကြောင့်ဒီလောက်တတ်သိအပေါင်းနဲ့ဝန်းရံပြီးတော့မှကျွန်တော်တို့ကိုအာမခံထားတဲ့ဘုရားသခင်ရဲ့ဂတိတော်နဲ့ယေရှုခရစ်တော်ရဲ့ တက်သေးကိုကျွန်တော်တို့ယုံကြည်ပြီးအသက်တာမှာဘုရားသခင်အထံတော်သို့တိုးဝင်ပြီး ပြောက်ဖို့ကိုးကွယ်ဖို့ပဲဖြစ်ပါတယ်ဖြာရှင်ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်သောဘုရားကိုယ်တော်ကိုယေရှုတင်ပါတယ်ကျွန်တော်ရဲ့အဖြစ်တွေအတွက်ယေရှုခရစ်တော်ကိုလောက်ဝါကတိုင်မှာအသေးခံစေပြီးမှ သုံးရမြောက်တော်နေ့မှာပြန်လည်ရှင်ပြန်ထမြောက်စေသောဘုရားရှင်ရဲ့တကူတော်ကိုရောရဲ့ဂယုနာတော်ကိုရောရဲ့မြစ်တာတော်အတွက်ယေရှုတင်ပါတယ် ဘုယေရှုခရစ်တော်အားဖြင့်ကျွန်တော်တို့အပြစ်များကိုခွင့်လွတ်ပြီးကိုရော့ထံတော်ဘာသို့တိုးဝင်ခွင့်ရပြီမို့လို့ယေရှုတင်ပါတယ်။နာမတော်ပုံကြီးပါစေ ကျွန်တော်ရဲ့အသက်တာကိုဆက်လက်ပြီးတော့မှပို့ဆောင်တော်မူပါယေရှုပြုတော်မူပါဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာလဲကိုရော့ဆက်လက်ပြီးမဆာကောင်းကြီးပေးပါမိအကြောင်းတပိုက်တော်သားတော်သခင်ယေရှုခရစ်တော်၏နာမ၌တဏိတာကိုဆက်ကအနံဆုတောင်းပါ၏အာမင်